အဲ awareness ကတော့ဒီနှစ်မျိုးရှိတယ်တစ်ခုကကြတော့လေအခုသွားကြည့်လိုက်တဲ့ခါမှာအဲစကိုင်းပြည့်ရတလျှောက်ဖြစ်နေတဲ့အဲအနောက်မှာရှိနေကြတဲ့အိမ်တွေတို့အဆောက်အဦတွေကတကယ်ကိုလေအဲတော်တော်ထိခိုက်ခံရတယ် damage ဖြစ်သွားတယ်ပေါ့နော်ပျက်စီးသွားကြတယ်ဆိုတော့ဒီလိုမျိုးဖြစ်တဲ့အချိန်မှာသူတို့မှရှောင်ဖို့အချိန်လည်းမရှိတဲ့ပုံစံမျိုးကိုကိုယ်တိုင်လည်းကြုံခဲ့တဲ့ခါမှလည်းဘာလို့မှမသိတာမျိုးဖြစ်တယ်ပေါ့ ဲ့တော့အမှန်တကယ်ကတော့ဒါကအဲဒီစလို့ခေါ်ဆို drilling လုပ်ပေးရတယ်လို့ခေါ်တယ် drilling လုပ်ဆို practice လေ့ကျင့်ပေးရတာပေါ့လေ့ကျင့်ပေးရဆိုအခု acquire လုပ်ပြီဆိုလို့ရှိရင်အဲဘယ်လိုမျိုးပြေးပုံးအောင်မယ်ဘယ်နေရာအောက်ဝင်ရမယ်အဲ့လိုမျိုးပေါ့နော်ဒါမှမဟုတ်လဲဘယ်နားလောက်လုတ်ကင်းတဲ့နေရာဗီဒီယိုတွေမပြိုကျတဲ့နေရာအထူးသဖြင့်ဒီမြမငလင်ကောမဒီကနေပြီးတော့ထုတ်ပြန်ထားတဲ့စာအုပ်လေးတွေရှိပါတယ်ငလင်များနေနေထိုင်ခြင်းဆိုတော့အဲဘယ်လိုမျိုးလုပ်ရမလဲဆိုတဲ့ဟာလေးတွေအဲ့ဒါလေးတွေကိုလည်းအဲ လက်ကန်းစားဆောင်လေးတွေကိုလည်းဖတ်ရှုပြီးတော့ညနေတဲ့နယ်ပေါ့နော်အဲဘောင်းဆိုတချို့ဟာတွေကရှောင်လွှဲလို့မရအောင်ရှောင်လွှဲလို့မရတဲ့ခါမှာအဲကိုယ်အတွက်ထိခိုက်မှုအ ਨੇ ဆုံးဖြစ်အောင်နေတဲ့နာပေါ့နော်အဲအလေးတွေလည်းဟိုဟာအသိပေးလို့ပါတယ်အကယ်၍ဟိုဆက်တီ install လုပ်တာတွေများလာမယ်ဆိုလို့ရှိရင်တော့တခြားနိုင်ငံတွေလိုပဲပေါ့နော်ဟိုနည်းနည်းဒီဟာကိုဆောပြီးတော့ဟိုအလတ်ထုံနိုင်တဲ့ အဆင်ရောက်တော့ပိုကောင်းတာပေါ့နော်တက်ပေါင်းဆိုတချို့တုံငါမှုတအားပြနေဆိုလူတွေအလတ်နဲ့နေရရင်တော့ဓာပူပြီးတော့ရှောင်ရှားနိုင်တာပေါ့အခုလည်းဒီ experience ကြုံသွားပြီဆိုတော့လေအဲအဲ့ဒါလေးတော့ဟိုငလီများနဲ့နေထိုင်ခြင်းဆိုတော့လက်ကန်းဆဆောင်လေးကိုလည်းဖတ်ကြည့်စေချင်ပါတယ်။ online မှာလည်းတင်ထားပါတယ်။ download လုပ်လို့ရပါတယ်။ အဲ့ဒါအဲ့ဒါပြည်သူတွေကိုနော်လိုင်းပေါ်မှာတင်နေတာတွေကိုနော်ဟုတ်ပြီလားနော်ပြေးပြီးတော့ပညာရှင်တွေပြောတာကိုပဲစောင့်လာတာမှာမမိုးစလာပြောမယ်ငလင်ကွန်ပလီယာပြောမယ်အဲ့ဒါကိုယူမို့အမပြမဆုံတွေ့ရမလားနော်အကြမ်းပုံကိုယ်တွေငလင်များစင်တာဆိုအမျိုးမျိုးတက်လာတယ်တက်လာပြီးဘယ်နေ့ဘယ်ရက်ဘယ်နေ့မှာလုံမဲ့ပါညာဆိုပြီးရှောက်လို့လူတကယ်အောင်မလို့ထောက်ပါလို့လဲအဲဆေးကလုံးတွေပိတ်တချို့တွေဆိုရုံမစင်ရုံစင်ပြီးသွားလို့အဲ့လိုလို့နော်အင်္ဂလိပ်ပြောမှာဆို false information ပါအဲ့လိုတဲ့အမတွေကို မစ်မင်းမတကယ်ဟိုဖြစ်ချင်တယ်ဆိုရင်ပညာရှင်တွေဦးတယ်ပြောတော့ဘယ်တကြပညာရှင်တွေ line မတင်တယ်လားဘယ်မဲ့ပညာရှင်တွေတင်တယ် line ကြတော့ပြည်သူတွေတိအားမရဘူးဆောစောပြော6 line နဲ့ဟာတွေကြတော့ပြောပါလို့ပို့ပြီးတော့လည်းဖတ်တော့ဒါကြောင့်ပြည်သူတွေနဲ့ပညာရှင်တွေပြောတာကိုတေချာနာထောင်ပြီးတော့မှအဲ့လို6 line လာလို့တက်ပြီးတော့ညောယုံဒီသိမရှိနဲ့ပေါ့နောက်တချို့ကပြောပြောလဲဘယ်နေ့ဘယ်ရက်မှာဟာနော်အဲဒီပြည့်ရွေကြောတွေမှာငါလည်းလှုပ်မယ်ဆိုပြောလိုက်တဲ့အခါကျတော့ကမ္ဘာဟုံးမှာငါလည်းကြောတွေအများကြီးပဲတနေငါမလို့တနေငါအမြဲလှုပ်နေ ဲ့သူကဘာပြောသွားလဲအာသူပြောလိုက်တာပဲမှန်တာပဲဘယ်မှာလှုပ်သွားလဲဘာလို့တနေ့တနေ့လို့ဟာလားနော်80 90လောက်ကိုကဘာလုံးမှာလှုပ်တယ်ဆိုတော့အဲ့တော့အဲ့ဒီ80 90လေးကအာသူကြက်ပြောလို့ရတာပေါ့နော်ဆိုတော့10တောင်းတစ်ခေါက်နောက်ပြီးပြောလိုက်သေးတယ်ပြောလိုက်မယ်လာမယ်မနေ့ဖန်ကြားလို့ရှိကဘာနေရာမှာ10ခုလောက်မကလှုပ်လိုက်မယ်မယုံ USCS က website ကိုနော်ကြည့်လိုက်ပါပေါ့နော်ဆိုတော့အခါကျတော့အဲ့ဒီကြတော့အဲ့ဒီလူတွေနည်းနည်းလေး share ပေါ့ရှိတယ်အခုတော့ပြန်စားလာပြန် ော်ပြန်ဆက်လာတယ်လို့လည်းအဲနော်ဘယ်နေဘယ်ရဲ့ဘယ်ဟောမှာနော်လှုပ်တော့မယ်ဆိုတော့နော် WhatsApp တခုဆိုရင်သူပထမကျင်ညာထားတာနော်မလှုပ်တော့ခါကြတော့နောက်ထပ်ထပ်သုံးရဆောင်ကြည့်ပါအောင်ဆိုပြီးတခါတခါပြောတော့နော်ဆိုတော့လူတွေစိတ်တော့ကောက်ရောက်နေအဲ့ဒါတော့ဆိုတော့မကောင်းတော့ဘူးနော်အဲ့ဒါတော့ပြည်သူတွေနဲ့ပြည်နာရှင်ပြောတာကိုပဲဒီကြိုက်ယူဆိုင်ပါတကယ်လို့များပြည်နာရှင်တွေရဲ့အဲ့ဒါနော်သူတို့လိပ်စာတွေသိကျင်တဲ့ဘာညာဘာညာဆိုနေတယ်ပဲနော်မီဒီယာတွေကတဆင့်နော်တောင်ချင်မိုးစလာလို့နော်ဟောပါဘောငလင်စင်တာလို့မျိုးတဆင့်ပါနော်သူတို့ဝက်ဘ်ဆိုက်တွေဝင်ကြည့်ခိုက်တာလေပ အဲ့ဒါဆိုတော့ပို့အဆင်ပြေပါတော့နော်ဟုတ်လို့ကောင်းလဲဒီဒီငလေးကအရန်ပြေးပါလေပြင်းတဲ့ဟာကကျွန်တော်တို့ဟိုဟာပေါ့လေရန်ကုန်မှာတော့ဆိုလို့ရှိရင်တိတ်ပြောမသိတာဘူးနော်သူကဝေးလဲဝေးသွားတော့အဲ့ဒါမျိုးဖြည်းဖြည်းညင်းညင်းလေးပဲလှုပ်တာဆိုတော့ကြာမန်းတော့တည်တယ်အဲ့တော့နည်းနည်းလေးဝေးမယ်ဆိုတော့တော့တော့တည်တယ်ဒါပေမဲ့အဲ့လောက်ပြင်းတဲ့ဟာဒီကျွန်တော်တို့အလင်းမှာလှုပ်သွားဆိုရဟိုဟာအိမ်ပြန်ရောက်တော့မှတည်တာအဲ့တော့ကျွန်တော်အိမ်ပြန်နေတာဆိုတော့မန်လေးမှာ တကယ်ရောက်တဲ့အချိန်နောက်ပြီးတော့ဗီဒီယိုပါတွေပါပြီးကြည့်တဲ့အချိန်ကြတော့တော်တော်ကိုကျွန်တော်တို့ကိုယ်တိုင်အံ့ဩပါတယ်ဒီလောက်ပြင်းတဲ့ပြင်းတဲ့ပြင်းတဲ့ငလျင်ခုံနေဆိုရင်အဲ့လိုမျိုး၁၀ပြီ၁၅ပြီလောက်ရွေ့သွားတယ်ဒီနေရာပြန်ရောက်လာတယ်ပါညာလေဆိုတော့နဲတဲ့အားမဟုတ်ပါဘူးဆိုတော့ဆိုမန္တလေးရပြည်သူလူထုတွေကြောက်မယ်ဆိုလဲကြောက်လောက်ပါတယ်တော်တော်ကိုပြင်းနေအောင်ပါဆိုတော့အဲ့ဒါကြောင့်အခုဆိုဆိုရေလဲကျွန်တော်တို့ကဘာတွေတိုက်တွန်းနေရလဲဆိုတော့အစအုပ်တွေကလည်းပြတ်တယ်ဆိုပေမဲ့ဟိုပါပေါ့လေဆရာတို့မီဒီယာတွေဆိုလို့ရှိရင်လည်း ပြတ်တဲ့စီးတဲ့ဟာတွေပဲအများအားပြနေတော့မန်လေးမြို့ဆိုလို့ရှိရင်လည်းစချင်းကျွန်တော်သွားတဲ့အခေါက်ကဆိုရင်အပြက်တွေအများကြီးမြင်ရမယ်လို့ထင်တာမဟုတ်ဘူးကျွန်တော်တို့ကပြတ်တဲ့နေရာကသူ့နေရာနဲ့သူဇုံလေးပေါ့နော်မြေပြောတာတွေအစားအုပ်ပုံစံတူတဲ့ဟာလေးတွေမှာပြို့ဟိုပါပြိုတာပြက်တာတွေ့ရတယ်ပုံမှန်ဒီဘက်ကမျိုးသစ်ပက်တွေပါတွေကတော့ပုံမှန်ပဲစစ်စီကားကားပဲဆိုတော့လေဆိုတော့အဲဒီဟိုပါပေါ့လေမန်လေးမှာ ဒီကြုံတွေ့ရတဲ့အဲတိတ်ကြီးတဲ့ငလျင်နဲ့ကြုံတာတော့မှကျွန်တော်တို့ဟိုလေအကောင်းကြံခဲ့တဲ့ building တွေကအများစုပါဆိုတော့အဲ့လိုမျိုးမျိုး building တွေကိုယ်အိမ်ကောင်းတယ်ဆိုတာတော့မှနည်းနည်းပါးပါးပြင်ရမှလေးရှိပြီးတော့ပြန်နေလို့ရတဲ့ဟာတော့မှအဲ့ဒီအိမ်မှရှိတဲ့လူတွေကမနေရဲပါဘူးမနေရဲတော့သူတို့ရဲ့ဒီစိုးရိမ်မှုတွေပါတွေကိုလည်းဟိုပါဘောလေကျွန်တော်တို့ကဒီဒီအဲစိုးရိမ်တာလေးညော့အောင်နောက်ပြီးတော့ဒီ ဒီလှုပ်ရှားတဲ့ဒီလောက်ကြီးတဲ့ဟာကဘယ်လိုကောင်းလဲအဲ့ဒီလှုပ်ရှားတာခံရတဲ့သူတို့လိုပဲဒီအစောက်တွေကလည်းခံရပြီးတော့မှကြံတာဆိုတော့လေဒီဒီလောက်လှုပ်တဲ့ဟာကိုခံနိုင်လို့ကြံတဲ့အစောက်ဦးဆိုတဲ့ဟာကိုလည်းသူတို့ကိုပြန်ပြီးတော့ convince လုပ်ရပါတယ်သူတို့ရရဲ့တင်းတင်းပြန်နေရအောင်လေနောက်ပြီးတော့လေတဘာဝကဒီအကြီးလှုပ်ပြီးသွားလို့ရှိရင်နောက်လှုပ်တဲ့ဟာတွေကတေးလဲတေးလာမယ်နောက်ပြီးတော့ကျဲလဲကျဲသွားမယ်ပေါ့နော် တော့ဒီကြားထဲမှာမာမာအကြီးပြန်လှုပ်နိုင်လားဆိုတော့လှုပ်နိုင်ဖို့ကြံစာအရန်နေပါတယ်အဲ့တော့အကြီးပြန်လုပ်တယ်ဆိုရင်တော့မှကျွန်တော်တို့အစအဦးတွေကသူ့အနေနဲ့သူပဲဟိုပါပေါ့လေ adjust လုပ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်အဲ့လိုကြီးတဲ့ဟာတွေကိုလဲခံနိုင်တယ်။နောက်တစ်ခုအားသာရလည်းပါလဲဆိုတော့ကိုကဒီအကြီးလုပ်ပြီးတော့လှုပ်ထားတာခံစားရပြီးတော့မှ နောက်လာမယ်ဆိုတဲ့ဟာကိုလည်းကြိုပြီးတော့တွက်ထားတယ်ဆိုတော့လို့ခေါမလဲ prepare ဖြစ်ပြီးသားလေ။အရင်ဆက်စချင်းလှုပ်တော့ဆိုရင်ဘာမှဟိုပါပေါ့လေ prepare ဖြစ်မတာဘူး။ပထမဆုံးဟာ ခြုံကိုတိုက်ခံရတာလို့ပြောလို့ရတယ်เนาะအခုဟာတော့တို့အဲ့ဒါမျိုးဟိုပါပေါ့လေဒီပြန်လာနိုင်တယ်ဆိုတာသိတဲ့အတွက်ကြောင့်လူကဟိုပါပေါ့လေ prepare ဖြစ်ပြီးသားပါညာဆိုတော့ပြန်နေတယ်ဆိုလို့ရှိရင်လည်းအဲ့ဒါမျိုးဒီကောင်လေဟိုပါပေါ့လေနုံနုံကြကြနဲ့အဲ့ဒါမျိုးမျိုးတတိထားပြီးတော့နေတယ်ဆိုလို့ရှိရင်ဒါအများကြီးဟိုပါပေါ့လေရော့ပါအောင်လုပ်လို့ရပါတယ်ဆိုတော့ဒီဆိုတော့ကျွန်တော်စကားပြန်ကောင်းလို့ရှိရင်မန်လေးမြို့မှာပြတ်တယ်ဆိုရင်လည်း အကောင့်ကြံတာတွေကအများကြီးပါဆိုတော့အဲ့လိုမျိုးနေရာတွေမှာ ပြန်နေပြီးတော့အဲ့လိုမျိုးစစ်စီကကပြန်အဲလှုပ်ရှားနေတဲ့မျိုးကိုအများဆုံးအများဆုံးဖြစ်စေခြင်းပါတယ်အဲ့ဒါကြောင့်လည်းအိမ်တွေဘာတွေကောင်းနေဆိုလို့ရှိရင်အများဆုံးပြန်ပြန်ပြုပြင်ပြီးတော့ပြန်ပြန်နေကြပါတကယ်လို့စိတ်ထဲကတနေရာဖြစ်တဲ့ဆိုလို့ရှိရင်ရင်လဲကျွန်တော်တို့ clinic တွေလောက်တာရှိလေဖုန်းနံပါတ်တွေလည်းပါတယ်အဲ့ဒါကိုဖုန်းဖုန်းဆက်ပြီးတော့ဟိုပါပေါ်လာကြည့်ခိုင်းတာတော့နောက်နောက်ပြီးတော့ consultation လောက်တာတော့အဲ့ဒါမျိုးတွေလောက်လို့ရပါတယ်